ဝဲမင်္ဂလာပါကျမတို့ devotion နဲ့အစီအစဉ်ကနေအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာဘုရားသခင်ရဲ့စကားဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျမတို့နဲ့ကျမနဲ့အတူတကွလေ့လာသွားကြရအောင် ာလေလုယာဒီကာလမှာလူတွေမြောက်များစွာကနော်အခြေအနေအမျိုးမျိုးတွေကြုံတဲ့အခါမှာနေရာတွေရွေးတက်ကြတယ်နိုင်ငံတွေရွေးချင်ကြတယ်သွားမဲ့နေရာတွေပြင်ဆင်ချင်ကြတယ်တချို့ကလည်းသွားနိုင်တယ်တချို့ကလည်းသွားဖို့ရန်အတွက်အခက်အခဲရှိတယ်မြောက်များစွာတော့လူတွေဘယ်နေရာကိုသွားရမလဲငါတို့ကောင်းတဲ့နေရာဝယ်ပြောင်းရွှေ့ရမလားကောင်းတဲ့နိုင်ငံသွားရမလားကောင်းဘယ်အလုပ်ကိုလုပ်ရမလဲစသည်ဖြင့်ကျွန်တော်တို့အမျိုးမျိုးရွေးချယ်မှုတွေလုပ်တတ်ကြတယ်ရွေးချယ်မှုတွေဖြစ်နေတယ် ဒီနေ့မှပြောပြချင်တယ်ကျမတို့ကတော့ဝိညာဉ်လူတွေဖြစ်တယ်ဟာလေလုယာမိတ်ဆွေဟာဝိညာဉ်လူဖြစ်တယ်ဖယားတခင်ရဲ့လူဖြစ်တယ်ဖယားတခင်ရဲ့ခေါ်ခြင်းဖယားတခင်ရဲ့တီးတန့်ရွေးချယ်ခြင်းခံရတော့သူဟာမိတ်ဆွေဖြစ်တယ်ဟာလေလုယာဒါကြောင့်လောကသားတွေဗျာများနေသလိုဒီကာလမှာလောကသားတွေအခြေအနေမျိုးမျိုးကြုံပြီးသူတို့ရွေးချယ်စရာမြောက်များစွာရှိနေတကယ်တို့ကျမတို့ဟာရွေးချယ်မှုမြောက်များစွာနောက်မှလိုက်ဖို့မဟုတ်ဘဲနဲ့ဖယားတခင် ထားတဲ့နေရာမှာနေဖို့လိုအပ်ပါတယ်ဟာလေလုယဘုရားသခင်ထားတဲ့နေရာဘုရားသခင်သွားခိုင်းတဲ့နေရာမှာရှိနေဖို့လိုအပ်တယ်ပြီးတော့ဘုရားသခင်လှုပ်ခိုင်းတဲ့အလုပ်ကိုလုပ်နေခြင်းကကျမတို့ရဲ့ရွေးချယ်ရမယ့်နေရာနဲ့ကျမတို့အတွက်ရွေးချယ်ရမယ့်အလုပ်ဖြစ်တယ်ဟာလေလုယဒါကြောင့်မိတ်ဆွေတင်းစီမှာရွေးချယ်မှုတွေများနေတာမကောင်းပါဘူးဟာလေလုယအာမင်ဘုရားသခင်ရဲ့အတန်ကိုပဲတင်ရွေးချယ်ပါဘုရားသခင်ခိုင်းတဲ့နေရာဘေးနေရာလေးဆိုတာကျမတို့သိဖို့ရန်အတွက် ဖယားတခင်အတန်ကိုနားထောင်ဖို့အချိန်ကြာရောက်နေပြီဖြစ်တယ်။ဘဝင်းချင်းရဲ့အတန်ကိုနားထောင်ရမှာမို့ဘဝင်းချင်းရဲ့သတင်းတွေကိုကျမတို့ကနားဆွရမှာမို့ကျမတို့ကဖယားကကျမတို့အတွက်ဘယ်နေရာစေလို့လဲဖယားတခင်ကျမတို့ကိုဘယ်အလုပ်ကိုခိုင်းလဲဆိုတာဒါကျမတို့အတွက်တီးတန့်နေရာတီးတန့်အလုပ်ဖြစ်တယ်ဟာလေလုယာလူတိုင်းအတွက်လည်းဖခင်တခင်ကပြောနေတဲ့စကားတွေရှိတာဖြစ်တယ်။ဖခင်တခင်လှုပ်ခိုင်းတဲ့နေရာဖခင်တခင်လှုပ်ခိုင်းတဲ့အလုပ်ရှိတယ်။ဖခင်တခင်သွားခိုင်းတဲ့နေရာရှိတယ်။ ဟာလေလုယာအာဗြဟံကသူအသက်ရှင်တဲ့အခါမှာဖယားသခင်ပြောတဲ့စကားအပေါ်မှာပဲအသက်ရှင်တော်သူဖြစ်တယ်။ဟာလေလုယာဘဝင်းချင်းပြောတဲ့စကားမဟုတ်ဘူး။သူ့ရဲ့ဆွေမျိုးတွေပြောတဲ့စကားမဟုတ်ဘူး။အာလူတွေကောင်းတယ်လို့ပြောတဲ့နေရာမဟုတ်ဘူး။သူအသက်ရှင်တာဖယားစကားနဲ့ဖယားသခင်ပြောတဲ့နေရာမှာဒါရှင်တန်ခဲ့တာဖြစ်တယ်။ဒါကြောင့်သူဟာကောင်းကြီးမင်္ဂလာမြောက်များစွာကိုခံစားခဲ့ရတယ်မိတ်ဆွေ။ ဟာလေလုယာဒါဒါကြောင့်ဒီမှာရှိတဲ့မိတ်ဆွေကျမတို့နားထောင်နေတဲ့မိတ်ဆွေတွေကျမတို့ဟာဖယားတခင်ပြောတဲ့အတန်ကိုကြားပြီးဖယားတခင်သွားခိုင်းတဲ့နေရာကိုသွားပြီးဖယားတခင်လှုပ်ခိုင်းတဲ့အလုပ်ကိုလုပ်တော်သူတွေဖြစ်ရအောင်အာဗြဟံဖယားတခင်ကပြောတယ်ငါပြလက်တန်တော်ပြီကိုသွားပါ hallelujah ဖယားတခင်ပြတဲ့နေရာကိုသူသွားခြင်းကသူ့အတွက်နေရာမှန်ဖြစ်နေတယ် ်ဝိညာဉ်လူတွေဟာဖယားသခင်ရဲ့သားသမီးတွေဟာဖယားသခင်နေခိုင်းတဲ့နေရာမှာနေတတ်ဖို့လိုတယ်ဖယားသခင် လုံခိုင်းတဲ့အလုပ်တွေကိုလုပ်နေဖို့လိုတယ်မောရှေကိုလည်းဖယားသခင်ကစေခိုင်းတယ်ဟာလေလုယာမောရှေထွန်းမြောက်ရချမ်းအခန်းကြီး3အငယ်30တဲမှာဒီလိုပြောတယ်ထို့ကြောင့်ယခုတော်တော့တင်းဒီငါဤလူဣတရေလအမျိုးသားတို့ကိုအေဂုတ်တို့ပြီမှနှုတ်ဆောင်ပြီးအကြောင်းတင့်ကိုဖာရော ဘယင်ထံတို့ငါစီလို့မိဟုမိတော်မူ၏မောရှေကိုလည်းဖျားခင်စီလို့တဲ့နေရာရှိတယ်မောရှေကိုလည်းဖျားခင်သွားခိုင်းတဲ့နေရာရှိတယ်အဲဒီနေရာကိုသွားချင်ကသူ့ရဲ့အောင်မြင်ခြင်းဖြစ်တယ်အဲဒီနေရာမှာသူလှုပ်ဆောင်ခြင်းကသူ့အတွက်အောင်မြင်ခြင်းသူ့အတွက်စိုးစံခြင်းသူ့အတွက်အုပ်ဆိုးခြင်းနေမြေဖြစ်တယ်ဟာလေလုယသူ့အတွက်နမိတ်လက္ခဏာတွေရှိတဲ့နေရာဖြစ်တယ် ဟာလေလုယာဒါကြောင့်ဖယားတခင်ကိုအရဲ့အတန်ကိုကြားပြီးဖယားတခင်သွားခိုင်းတဲ့နေရာမှာသွားခြင်းဖယားတခင်လှုပ်ခိုင်းတဲ့အရာကိုလှုပ်ဆောင်ခြင်းကကျမတို့အတွက်မယ်ရကယ်ဖြစ်တယ်ဟာလေလုယာအဲ့ဒီနေရာမှာကျမတို့အတွက်နမိတ်လက္ခဏာရှိတယ်အဲ့ဒီနေရာမှာကျမတို့အတွက်အောင်မြင်ခြင်းရှိတယ်အဲ့ဒီနေရာဟာကျမတို့အတွက်ကောင်းချီးမင်္ဂလာတွေရှိတယ်ဟာလေလုယာဒါကြောင့်ကျွန်မတို့ကဝိညာဉ်လူကဘယ်နေရာမှာကျွန်တော်တို့ရှင်သန်ရမလဲဆိုဖခင်တခင်ပြောတဲ့စကားပေါ်မှာအသက်ရှင်ရမယ် ဖယားတခင်သွားခိုင်းတဲ့နေရာပုံမှာနေခြင်းကကျမတို့အတွက် location အမှန်ဖြစ်တယ်လိပ်စာအမှန်ဖြစ်တယ်နေရာမှန်ဖြစ်တယ် hallelujah ဒါကြောင့်မိတ်ဆွေတင်ဖယားအတန်ကိုကြားတတ်ဖို့လိုတယ်ဖယားသွားခိုင်းတဲ့နေရာမှာရှိနေဖို့လိုတယ်ဖယားလောက်ခိုင်းတဲ့အလုံမှာတင်လုံနေဖို့လိုအပ်တယ် hallelujah ဒါကြောင့်လောကသားတွေကောင်းတဲ့နိုင်ငံကိုရွေးချယ်တဲ့နေရာအာငါတို့ဒီနိုင်ငံမှာနေတာစီးပွားရေးကောင်းတယ်ငါတို့ဒါတွေလုပ်နေတယ်ဒီအရာတွေဖြစ်နေတယ်အဲ့ဒါက 今朝路都系公有社么好不？哎，那个用制度培养大得咪咧都系公有也咪也么好。培养得看大开呢，你要大钱；培养得看老开呢，啊老个老年轻家的，今朝路都系公有也咪你也晓得？哈利路亚，每岁都系公有也咪老晓得？哈利路亚，那叫。 ဖိလတိဩဝါဒစာအခန်းကြီး3အငယ်3ထဲမှာလည်းဒီလိုပြောထားတယ်ငါတို့ဒီစိတ်ဝိညာဉ်အားဖြင့်ဖခင်တခင်ကိုကိုးကွယ်ရဇာတိ၌ကိုးစားခြင်းမရှိဘဲယေရှုခရစ်၌တာဝါကြွားဝမ်းမြောက်တော်သူဖြစ်၍မှန်တော်အယေဖျားလိခြင်းကိုခံတော်သူဖြစ်၏ဟာလေလုယဖခင်တခင်ကိုစိတ်ဝိညာဉ်အားဖြင့်ကိုးကွယ်တယ်ဖခင်တခင်ကိုကိုးကွယ်တဲ့သူဆိုတာဖခင်တခင်ကိုချီးကပ်တဲ့သူဖခင်တခင်ကိုကိုးစားတဲ့သူဖခင်တခင်ထဲမှာအသက်ရှင်တယ်လို့ပြောတဲ့ယုံကြည်သူမှန်တယ်ဆိုလို့ရှိရင် ဝိညာဉ်လူမှန်နေဆိုလို့ရှိရင်ဇာတိ၌ကိုးစားခြင်းမရှိပဲဟာလေလုယာဇာတိအရာထဲမှာကိုးစားပြီးတွားရမှာမဟုတ်နိုင်ငံကောင်းခြင်းကိုရွေးချယ်ရမှာမဟုတ်အလုပ်ကောင်းခြင်းကိုရွေးချယ်ရမှာမဟုတ်ฮาเลลูยาอาเมนเยชูคริสต์နိုင်တာဝါကြွားဝမ်းမြောက်တော်သူဖြစ်တယ်ယေရှုခရစ်တော်အแทးမှာတာယေရှုခရစ်တော်ရဲ့အแทးမှာဝါကြွားဝမ်းမြောက်ပြီးတော့မှအသက်ရှင်ရမှာဒီအရာကကျမတို့အတွက်နေရာမှန်ဖြစ်တယ် ဝိညာဉ်လူသွက်နေရမှဖြစ်တယ်ဝိညာဉ်လူရှင်တန်ရမယ့်နေရာဖြစ်တယ်ယေရှုခရစ်တော်ရဲ့အထဲမှာဟာလေလုယာပထမတစ်ခုကကျမတို့ကျမတို့ဝိညာဉ်လူရှင်တန်ရမယ့်နေရာကဖယားပြောတဲ့နေရာမှာနေခြင်းဖယားခိုင်းတဲ့အလုပ်ကိုလုပ်ခြင်းဖြစ်တယ်ဒုတိယတစ်ခုဝိညာဉ်လူရှင်တန်ရမယ့်နေရာက ခရစ်တော်အထဲမှာဝါကြွားဝမ်းမြောက်တော်သူဖြစ်ခြင်းဖြစ်တယ်။ဟာလေလုယာခရစ်တော်အแทမှာဝါကြွားဝမ်းမြောက်ခြင်းလို့ပြောတဲ့အခါမှာခရစ်တော်အแทမှာကျမတို့ဟာ အောင်မြင်တော်သူဖြစ်တယ်။ဘာဖြစ်လို့လဲခရစ်တော်ကလက်ဝါးကားတိုင်ပေါ်မှာအမှုပြီးပြီလို့ပြောခဲ့တယ်။ဟာလေလုယာအဲ့ဒီအမှုပြီးစီးခြင်းကမိတ်ဆွေနဲ့ကျွန်မတို့ဖြစ်တယ်။ဟာလေလုယာကျွန်တော်တို့ကယေရှုခရစ်တော်လှုပ်ပေးခဲ့တဲ့အမှုပြီးစီးခြင်းထဲမှာအသက်ရှင်နေတော်သူဖြစ်တယ်။ Hallelujah ။ဒါကြောင့်သင်ဟာဝါကြွားဝမ်းမြောက်ခြင်းအခွင့်ရှိတော်သူဖြစ်တယ်။သင်ဟာဝါကြွားဝမ်းမြောက်ဖို့ရန်အတွက်ထိုက်တန်တော်သူဖြစ်တယ်။ Hallelujah ။အာမင်။အဲ့ဒီဝါကြွားဝမ်းမြောက်ခြင်းအရာကိုကျွန်တော်တို့ရယူရအောင်။ ဟာလေလုယာခရစ်တော်ထဲမှာဖြစ်တယ်ဘာဖြစ်လို့လဲခရစ်တော်ကကျမတို့အတွက်အမှုပေးပြီကျမတို့ဒီလောကမှာရှိနေတဲ့ကိစ္စအလုံးစုံကျမတို့သွာလာနေတဲ့အရာကျမတို့စိတ်ရှုပ်ရမယ့်အရာကျမတို့ရင်ဆိုင်ရမယ့်ပြဿနာကျမတို့မဖြေရှင်းနိုင်တဲ့အရာပညာရေးလားစီးပွားရေးလားအမျိုးမျိုးသောပြဿနာတွေဖြစ်တယ်ဒီအရာအားလုံးယေရှုခရစ်တော်ကျမတို့မလွတ်မြောက်နိုင်တဲ့အပြစ်တရားလားကျမတို့မလွတ်နိုင်တဲ့အရာတွေယေရှုခရစ်တော်ကကျမတို့အတွက်လုပ်ပေးခဲ့တာဖြစ်တယ် ဟာလေလုယာကျွန်တော်တို့မလွတ်မြောက်နိုင်တဲ့အပြစ်တရားတွေကနေယေရှုခရစ်တော်ကဘာပြောလဲဆိုအမှုပေးပြီးဟာလေလုယာသူအကုန်စင်လုတ်ပြီးခဲ့ပြီဖြစ်တယ်အဲ့ဒီအရာပေါ်မှာမိษွေနဲ့ကျွန်မကခရစ်တော်ထဲမှာဝါကြွားဝမ်းမြောက်ပြီးတော့မှရှင်တန်ရမှာဖြစ်တယ်ဒါကြောင့်ဝိညာဉ်လူတွေရှင်တန်ရမယ့်နေရာကခရစ်တော်ထဲမှာဝါကြွားဝမ်းမြောက်ခြင်းဖြစ်တယ် hallelujah ကျမတို့ရဲ့ဖြစ်ခြင်းကျမတို့ရဲ့ background ကျမတို့ရဲ့နောက်ခံကျမတို့ဘာလူမျိုးဖြစ်တယ်လဲဘယ်နိုင်ငံမှာနေတယ်လဲအဲ့ဒီအရာပေါ်မှာဇာတိအရာမှာကျမတို့ကိုးစားရမှာမဟုတ်ခရစ်တော်အထဲမှာ hallelujah ခရစ်တော်အထဲမှာသင်ဟာဝါကြွားဝမ်းမြောက်နိုင်တဲ့အခွင့်ရှိတယ် hallelujah အာမင်အဲ့ဒီအခွင့်အရေးကိုကျမတို့ရထားတယ်ခရစ်တော်အားဖြစ်ဖြစ်တယ် နစ်ကောအခန်းကြီးစနစ်အငယ်ကိုယ်တည်းမှလည်းသူတို့ပြောထားတယ်ငါကျေးဇူးတည်တင်ဖို့လောက်ပြီငါတကိုယ်တည်အားနေခြင်းအဖြစ်၌စုံလင်သက်တည်ဟုမိတော်မူ၏ဟာလေလုယာခရစ်တော်ကကျမတို့အတွက် အကုန်စင်လုပ်ပေးခဲ့တယ်အဲ့ဒီမှာကျမတို့ငါကျေးဇူးတည်တင်ဖို့လောက်ပြီဟာလေလုယာသူ့ရဲ့ကျေးဇူးကကျမအတွက်လုံလောက်တယ်မိတ်ဆွေအတွက်လုံလောက်တယ်ဒီနေ့မိတ်ဆွေမလုံမလောက်ခံစားနေရလားဒါဆိုဖခင်တခင်ရဲ့တကိုယ်ကို ခံယူဖို့လိုအပ်တယ်ဖယားတကယ်တကိုးကိုမီးဆန်းဖို့လိုအပ်တယ်ဖယားတကယ်ရဲ့တကိုးကိုတုတ်ထိဖို့လိုအပ်တယ်ဟာလေလုယာငါတကိုးဒီအားနေခြင်းအဖြစ်၌စုံလင်တတ်တယ်အားနေခြင်းထဲမှာ သူ့ရဲ့တကိုးတော်ကစုံလင်တယ်ဟာလေလုယာဒါကြောင့်ကျမတို့အတ္တထဲမှာ အားနေခြင်းမရှိအောင်ဖြစ်တယ်။ဟာလေလုယာအာမင်။အဲ့ဒီအားနေခြင်းထဲမှာခရစ်တော်ရဲ့တကိုးကစုံလင်ပြီးပြီ။ဒါကြောင့်အားနေခြင်းထဲမှာကျွန်တော်တို့ကြာကြာရှိเสียအကြောင်းမရှိဘူး။ဟာလေလုယာ။အားနေအမြဲတမ်းမှာအားနေနေရမယ့်အခြေအနေထဲမှာမရှိဘူးဖြစ်တယ်။မိတ်ဆွေဟာလေလုယာ။မိတ်ဆွေသင်ဟာအမြဲတမ်းမှာအားနေနေတဲ့အခြေအနေထဲမှာမရှိဘူး။ဖခင်တခင်ရဲ့တကိုးတော်ဟာအားနေခြင်းအဖြစ်မှာစုံလင်နေစုံလင်ခြင်းအလုံးစုံထည့်ပေးထားတယ်။စုံလင်ခြင်းအမှုအလုံးစုံခရစ်တော်ဟာလုပ်ပေးခဲ့တယ်။ ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရှင်သန်နေထိုင်ရမယ့်နေရာဝိညာဉ်လူရှင်သန်ရမယ့်နေရာဟာခရစ်တော်ရဲ့အောင်မြင်ခြင်းခရစ်တော်ရဲ့အမှုပီးစီးခြင်းခရစ်တော်ရဲ့တကိုးတော်ခရစ်တော်လုပ်ပေးခဲ့တဲ့အရာပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းအဖြစ်ရှင်သန်ရမှာဖြစ်တယ်ဟာလေလုယာ အာမင်ကျွန်တော်တို့ပထမမှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့ရဲ့နေရမယ့်နေရာဝိညာဉ်လူနေရမယ့်နေရာဖခင်အတန်ကိုကြားပြီးဖခင်တခင်တွားခိုင်းတဲ့နေရာကိုတွားခြင်းဖခင်တခင်လှုပ်ခိုင်းတဲ့အရာကိုလှုပ်ခြင်းခရစ်တော်အထဲမှာစုံလင်တော်သူအဖြစ်အသက်ရှင်ခြင်းဖြစ်တယ်ဟာလေလုယာနောက်ဆုံးတစ်ခုကျမတို့ဝိညာဉ်လူကဘယ်နေရာမှာရှင်တန်ရမလဲဘာတွေကိုလုပ်ရမလဲဖခင်တခင်ကကျမတို့အတွက်မိတ်ဆွေအတွက်ယုံကြည်သူတွေအတွက်လုပ်ရမယ့်အရာ မဟာစေခိုင်းချက်ကိုစေခိုင်းခဲ့တာဖြစ်တယ်။ဟာလေလုယ။မဟာစေခိုင်းချက်ကိုပေးခဲ့တာဖြစ်တယ်။ဒီအရာဟာကျမတို့လုံရမယ့်မဟာစေခိုင်းချက်ကြီးမားသောအလုပ်ကျမတို့တို့တခုတည်းသောအလုပ်ဖြစ်တယ်။အဲ့ဒါကကျမတို့လောကမှာရှိတဲ့ဝေနေယတတဝါအားလုံးကိုအေးဝင်ကိလိတရားဟောပြောဖို့ရန်အတွက်ဖြစ်တယ်။အေးဝင်ကိလိတရားဟောပြောပါလို့ပြောတဲ့အခါမှာလူတိုင်းကဖယားတခင်သာသမိမှန်တယ်။သူရဲ့အသွေးတော်နဲ့ရွေးရွေးနှုတ်ထားတဲ့သူဖယားသာသမိမှန်တယ်မြတ်လူအားလုံးဟာအေးဝင်ကိလိတရားကိုဟောပြောဖို့ ့ရန်အတွက်ဖယားတခင်ကမိတ်မာထားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဟာဖယားတခင်ပြောတဲ့နေရာမှာသွားပြီးတော့မှဖယားတခင်ခိုင်းတဲ့အလုတ်ကိုလှုပ်တော်သူလှုပ်ရအောင်ဒါဆိုတင်ဟာနေရာမှန်မှာရှိနေချင်းဖြစ်တယ်ဇာတိလူတွေရွေးချယ်နေတဲ့နေရာတွေကျွန်တော်တို့ရွေးချယ်ရမှာမဟုတ်အဲသူတို့သွားနေတဲ့နေရာသူတို့ကောင်းတယ်ပြောတဲ့နေရာသူတို့ကောင်းတယ်လို့ပြောနေတဲ့နိုင်ငံသူတို့ကောင်းတယ်လို့ပြောတဲ့အလုတ်တွေကိုမလှုပ်ရလို့ကိုမသွားရလို့အားမငယ်ပါနဲ့ ဒီနေ့မှာဖယားတခင်ကကျမတို့အတွက်တီးသက်ပေးထားတဲ့နေရာရှိတယ်။ဖယားတခင်ကျမတို့အတွက်တီးသက်ပြင်ဆင်ပေးထားတဲ့အလုပ်တွေရှိတယ်။ဟာလေလုယာ။အဲဒီအရာတွေကိုလှုပ်ဆောင်ခြင်းအဖြစ်ဖယားတခင်ထားတဲ့နေရာမှာနေခြင်း၊ဖယားအတန်ကိုနားထောင်ပြီးဖယားတခင်ထားတဲ့နေရာမှာနေခြင်း၊ဖယားတခင်ခိုင်းတဲ့အလုပ်အေဝင်ဂလိတရားကိုဟောပြောခြင်းကျမတို့ဟာမြေကြီးဆွန်းတိုင်အောင် အေးဝင်ဂီလိတရားကိုဟောပြောဖို့ရန်အတွက်တယ်ဆောင်ဖို့ရန်အတွက်ဒါဖျားတကယ်သွားခိုင်းတဲ့နေရာဖျားတကယ်လှုပ်ခိုင်းတဲ့အလုပ်ဖြစ်တယ်ယေရှုခရစ်တော်ရဲ့မစ်ရှင်ကပြီးဆုံးခဲ့ပြီဒီနေ့မိတ်ဆွေနဲ့ကျွန်မလှုပ်ရမယ့်မစ်ရှင်ပဲကျန်တာဖြစ်တယ်ဟာလေလုယအဲ့ဒါကတော့လောကမှာဖျားတကယ်ရဲ့အေးဝင်ဂီလိတရားယေရှုခရစ်တော်လှုပ်ပေးခဲ့တဲ့အမှုပြီးစီးခြင်းတွေကိုဒီနေ့မတိသေးတဲ့လောကသားတွေကိုပြန်လည်ပြီးတော့မှဟောပြောဖို့ကမိတ်ဆွေနဲ့ကျွန်မတို့ဖျားတကယ်တီးတန့် ခေါ်ထားတဲ့နေရာနဲ့အလုပ်ဖြစ်တယ်ကျမတို့ရှင်တန်ရမယ့်နေရာဝိညာဉ်လူရှင်တန်ရမယ့်နေရာဖယားတခင်စကားပြောတဲ့နေရာဖယားတခင်ခိုင်းတဲ့အလုပ်တွေကိုလှုပ်ဆောင်ရမယ်ဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုအားပေးချင်တာဖြစ်တယ်ဖယားတခင်သူကောင်းချီးပေးပါစေ